ကန်ကသူကကောင်းနေဆိုပေမဲ့တောင်းလျှောက်မကောင်းကောင်းလိုက်ရက်လိုက်သူကလေးလာတခါဖြစ်တာဒီနေ့ထဲမှာပေါ့နော်ဆိုတော့ဟိုကအမမမယုံခန်းလေးရှိပါတယ်ယုံခန်း165လဲပေါ့နော်165လဲအဲမြေကြီးတက်မှာတိုက်နံပါတ်78ပေါ့နော်မြေကြီးတက်ယုံခန်းလေးရှိတယ်နေကြီးထားတော့ပေါ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒါဟောကန်းကိုလူကိုယ်တိုင်လာခြင်းနဲ့ဆိုလို့ရှင်တော့ဘူကင်လေးဂျိုချိတ်ပြီးတော့လာလို့ရတယ်ပညာရှင်ကတော့လူကိုယ်တိုင်တွေ့လို့ရှင်တော့၄000ခွဲယူပါတယ်အဲ့တော့ online မှာ overseas call ကအာကိုစီမှာ ပြပနဲ့မေးတဲ့သူများတာပေါ့နော်အဲ့ဒါ online ကတော့ပညာရှိတော့ဒီထက်ပိုပြီးတော့များပါတယ်ဟုတ်ကဲ့ပြီးတော့လာစင်ပေါ့ဒါအတန်းကတော့ဘုံကြီးတန်ကပေါ့နော်အဲကိုကိုနဲ့ကိုဝဲတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှိတဲ့တိလာတမာရီပြည့်စုံတဲ့သူပဲဖြစ်ဖြစ်အဲ့ဒါကိုမျက်နှာတော့ပါလို့တင်တယ်။ဘာလို့ဆိုတော့ရေဒီယံနဲ့နဲ့ကိုဝါရတယ်သူကဆိုတော့ဦးခဲကတော့ဒါဒါရေနေရဒါနှုတ်ပညာရှင်ဆိုတော့ဒါကလုံးတိပိတာဆိုတော့သူ့ချစ်တဲ့ပရိသတ်တွေရတယ် အဲဟိုမောင်စီလည်းမီးတဲ့သူတွေပြားပါတယ်ပေါ့နော်အဲ့တော့ဒီလောကမှာဒီပေးနေပညာရတဲ့ကုဓာတ်တော့ကိုစိတ်ဝင်စားပြီးတော့မီးတဲ့သူလည်းများတယ်ပေါ့နော်ဒီခုလုံးဆိုတော့လေပို့ပြီးတော့ကိုယ်တွယ်အစဉ်ပူပြီးတာပေါ့နော်မိကတော့ပုံများပါအဲ့ဒီပညာအသာဝဲတစ်ခုလည်းရှိတယ်ကိုယ့်ရဲ့ဒါဂီတာဘက်ကလည်းရှိတယ်ဒီဒီလူတွေပေါ့ပရိသတ်တွေဒီအာခွေနေသားသမီးတွေနဲ့ကိုကိုရဲ့အတိုင်းဝင်တကူပေါ့နော်အဲ့ဒါ group ကတော့သူများတဲ့ဆိုင်တော့ကပို့ပြီးတော့နေပေစုံတယ်လို့ပြောလို့ရပါတယ် မနာမည်ကတော့နေဂျီတာရောလို့ခေါ်ပါတယ်အာနေဂျီမဲနေဂျီလို့တော့အများကြီးသိတာပေါ့နော်နာမည်အပြည့်စုံကတော့နေဂျီတာရောပါအဲ့တော့ဒီပညာရက်ကတော့ဝါသနာအရန်ပါပြီးတော့လိလံဖြစ်တဲ့ဘာသာရက်တခုပေါ့နော်အဲ့တော့အဖေအားလေးပြည်ရင်းဆရာဆိုတော့ဒီလောကထဲဝင်ရတာသိတော့အစိမ်းတော့ဖြစ်မတည်ဘူးပေါ့နော်အဲ့ဒါပဲဒီတာရောကဘာထူးခြားလဲဆိုတော့အမွေသက်ကတိတို့မွေးချိန်တို့မသိလေအဲနေရတဲ့သူရှိတယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ဖတ်ပြီးလို့ရရတယ်ဘောနော်သူရဲ့ကံကြမ္မာသူရဲ့ဇာတာကို လွယ်ကူရိုးရှင်းစွာဖတ်ပြီးလို့ရတဲ့ပညာရမလို့ဒီဟာလေးကိုပို့ပြီးတော့စိတ်ဝင်စားလေးဖြစ်တယ်ပို့ပြီးတော့လည်းနှစ်သက်တဲ့ဘေးဒီပညာတစ်ခုပေါ့နော်အဲ့တော့ဟိုဟာအမမမယုံခန်းလေးရှိပါတယ်ယုံခန်း165လဲပေါ့နော်165လဲအဲမြည်ကြီးတဲ့မှာတိုက်နံပါတ်78ပေါ့နော်မြည်ကြီးတဲ့ယုံခန်းလေးရှိတဲ့နေကြီးတာတော့ပေါ့သက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒါဟောခန်းကိုလူကိုယ်တိုင်လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဘုကင်လေးဂျိုချိတ်ပြီးတော့လာလို့ရပြညာကြီးကတော့လူကိုယ်တိုင်တွေ့လို့ရှိရင်တော့၄000ခွဲယူပါတယ်အဲ့တော့ online မှာ overseas call က ကိုစီမှာပြပနဲ့မေးတဲ့သူများတာပေါ့နော်အဲ့ဒါ online ကတော့ပညာရှိတော့ဒီထက်ပိုပြီးတော့များပါတယ်ဟုတ်ကဲ့ဆိုတော့ကိုစီမှာလာမေးတဲ့သူကတော့များသောအားဖြင့်ဟိုလူလူလက်ပိုင်းနဲ့လူကြီးတွေများတာပေါ့နော်စီပိုင်းလုပ်တဲ့သူတွေလုပ်ငန်းရှင်တွေမေးတာများတယ်အထူးသဖြင့်တော့အိမ်တောင်ကြီးမေးတာများတယ်အခြေကြီးကတော့ကလေးတွေကတော့ဒီပညာရှိကတော့နည်းနည်းလေးပေါ့အဲလီတောင်ခွေးဆိုတော့ကလေးတွေတိတ်တော့အဆင်မပြေဘူးနဲ့တူပါကလေးတော့မေးတာတော့မရှိပါဘူးအိမ်တောင်ကြီးကတော့အမေးများဆုံး အဲမိကုန်တစ်ခုပါပဲစီးပွားရေးနဲ့အိမ်ဆောင်ရေးပေါ့နော်ဆိုတော့အရှင်တို့ကဒီဓာတ်ရော့မှာဒီလောကတွေကိုစောင့်ဝင်ခါစားကတော့အဲစကားပြောလို့ရှိရင်ကအရန်ပေါ့နော် short ပြောတာရှိတယ် short ပြောတာတော့ခါတလို့ရှိရင်နည်းနည်းလေးပေါ့အာအရန်ဆိုးတဲ့အရာဆိုလို့ရှိရင်မဖြစ်နိုင်ဘူးပေါ့မဖြစ်နိုင်ဆိုတော့ short ပြောတာများပါတယ်စကားကိုခြံပြောတဲ့အလီတာရှိတယ်မြေခုနောက်ပိုင်းရတော့ခြံမပြောတော့ဘူး ဆိုတော့ဆိုးတဲ့အရာကိုလည်းကိုကမြင်တဲ့အတိုင်းပြောတယ်။ဘာကြောင့်လဲဆိုတော့ဒီလူတယောက်ကသူ့အနာဂတ်မှာပြဿနာဖြစ်တော့မယ့်ကဲကိုကိုရီးယားကြိုးမပြောထားဘူးဆိုရင်သူအေးဆေးပဲနေတော့မှာ။အဲဒါကြောင့်သူအဆင်ပြေပါမှာပေါ့။အဲတော့အရင်တော့ကကိုယ့်ရဲ့ဟောမုံဟောဒီကမြင်လို့ရှိရင် short ပြောတာမျိုးရှိတယ်။ဒါပေမဲ့ခုနောက်ပိုင်းကတော့မြင်တဲ့အတိုင်းပြောတယ်။သူ့မှာဆိုးတဲ့အရာတခုဖြစ်မယ်ဆိုလေ။အဲ့ဒီဆိုးတဲ့အရာကဘယ်လိုလုပ်ရမလဲ။ဘယ်လိုကာပါလုပ်ထားရမလဲဆိုတဲ့အာကာပါလုပ်ရရရရမလို့ကုသကောင်းဖို့တကူတိစာလီပြောပြီးပြောပြီးလိုက်တာပုံများတယ်။ အခုကတော့ဒိတ်ပြောတာများတယ်လို့ဖြေပါမယ်ဆိုတော့ဦးခဲကတော့ဒါဒါရှင်နေရဒါနုပညာရှင်ဆိုတော့ဒါဂလုံးတိပိတာဆိုတော့သူ့ချက်တဲ့ပြည့်သက်တွေရာလဲအဲဟိုမောင်စီလဲမီးတဲ့သူတွေများပါတယ်ပေါ့နော်အဲ့တော့ဒီလောကမှာဒီဘေးနေပညာရတဲ့ခုဒါတော့ကိုစိတ်ဝင်စားပြီးတော့မီးတဲ့သူလဲများတယ်ပေါ့တော့နှစ်ခုလုံးဆိုတော့လဲပို့ပြီးတော့ကိုယ်အတွက်အစဉ်ပူပြီးတာပေါ့နော်မိကတော့ပုံများပါတယ်နုပညာအတိုင်းဝဲတစ်ခုလဲရှိတယ်ကိုယ့်ရဲ့ဒါဂီတာဘက်ကလဲရှိတယ်ဒီ ဒီလူတွေပေါ့ပြည်သက်တွေဒီအာခွနဲ့သားသမီးတွေနဲ့ကိုကိုရဲ့အတိုင်းဝဲတကူပေါ့နော်အဲ့ဒါ group ကတော့သူများတဲ့ဆိုင်တော့ကွာပို့ပြီးတော့နေပေစုံတယ်လို့ပြောလို့ရပါတယ်အဲဆိုတော့အခုကျတော့နုပညာလုပ်တရားနင်းနေလေးတော့ဟိုရော့တာပေါ့နော်ဒါခေကာလာအခြေအနေနဲ့အဲသူရဲ့လောကနင်းနေလေးအနောက်ဘက်ရောက်တာပေါ့နော်အဲကြောင့်လုံငယ်က तू ကနည်းနည်းအားနေသွားတဲ့ခါမှာကိုကဒီလုံငယ်လေးနဲ့ရက်တည်နိုင်တယ်ဆိုတော့လေအဲ तू ကကောင်းတဲ့အရာလေးပြောပြတာပေါ့နော် ဒါတော့ဖတ်ပြီဆိုလို့ရှိရင်ကိုရီးယားဒါဗုဒ္ဓဘာသာဖြစ်တဲ့အတွက်မစ္စောဗျာငါးပါးတီလာယူရတာပေါ့နော်။အဲဆိုတီလာဆိုတာတခါတတိကျလို့ရှိရင်ကိုယ်မှာကျိုးပေါက်တာတွေပဲရှိကောင်းရှိမှာပေါ့နော်။အဲ့တော့ကပ်ပတ်တဲ့ခါမှာတီလာစောက်တီရတယ်။အဲဒါတော့ဆရာတွေကိုမြတ်တာပို့ရတယ်သူတို့နဲ့ connection ချိန်ရတာပေါ့နော်။ချိန်ပြီးတော့ဒီကိုယ့်ရဲ့ client ပေါ်အဲ့တဲ့ရှေ့မှာရှိတယ်ဆိုသူတို့လည်းမြတ်တာပို့ရတယ်။သူတို့ရဲ့ပူဆောင်းတဲ့တွေကိုလည်းမြတ်တာပို့အများဝေပြီးမှဖတ်လို့ရှိရင်စိတ်ဆွမ်းအောင်ပို့ပြီးတော့လည်းကောင်းတယ်။ပို့ပြီးတော့လည်းဒီလူရဲ့ အဲနောက်ဖြစ်လာမယ့်အနာကက်ကိုကိုရီးယားအတီးဘက်မှာပြောနိုင်တာပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့ဖက်ရပါတယ်ခရကတော့ဒီကက်တီးယားတော့ဘယ်လိုပြောမလဲဟိုအတန်းဝင်တော့ဗောဒီယားတွေကစက်ကူတက်တက်ပဲပြောရရုပ်ပုံရုပ်ပုံတက်တက်ပေါ့သူ့မှာဘာမှစိတ်ဆွမ်းမရှိဘူးဒါစက်ကူတက်တက်အခုဆိုကြည့်လို့ရှိရင်ဒါအိုးအဲ့တည်းကြီးလို့ရှိတယ်ဆက်ကူပုံယုံလေးပုံပုံရိပ်လေးတွေပေါ့အစားပါတယ်ပေါ့ဒါပေမဲ့ကက်ကူဖတ်တော့မယ်ဆိုလို့ချင်းဒီထရော့မှာဆောက်ရှောက်တဲ့အဆောက်တွေရှိတယ်အဲ့ဒီအဆောက်တွေကိုကိုရီးယားမြစ်တာပို့ပြီးတော့ကွန်ဒီရှင်ချိတ်လိုက်တာ ချိန်နိုင်လို့ရှိရင်ကဖတ်လို့ရတယ်ဘယ်သူမှဆိုတချို့ဒါတော့ကိုအဲ့လိုပေါ့ကက်တီကိုစောင်းနေသူတွေရှိတယ်အဲ့ဒီကက်တီကစောင်းနေပေမဲ့ဘာမှအရင်မဖြစ်ဘူးတချို့ပတ်စံရေးတဲ့ထဲထားတာတို့သိရမလားချို့ဆိုအိတ်ထဲမှာထည့်ထားတာတို့သူတို့လုတ်ကြရပါတော့ချို့ဆိုဖုန်းကပါထားတယ်ဒါပေမဲ့ဒီဒါတော့ကစက်ကူတက်တက်ပုံကြိတ်တက်တက်ပဲအာဖတ်တော့မှသာဒီနှခုကျွန်တော်ဖုန်းဆက်တယ်လို့ပေါ့တခြားတယောက်ဖုန်းဆက်မယ်ဆိုလို့ရှိရင် line ကောင်းတယ်ဆိုဖုန်းဝင်သွားတယ်စကားပြောလို့ရတယ်ဒါကဒီ line မပြီဆိုသူနဲ့ကိုနဲ့စကားပြောလို့မရအောင်လေအဲ့လိုသဘောမျိုးပဲကက်ကကြားခံတက်တက်ပဲ ဲ့တော့အထဲမှာဆက်သွယ်ထားတဲ့အရာတွေကိုချိတ်ဆက်မိသွားမှာဒါအဲ့ဒါသူရဲ့ကံကြမ္မာကိုဖတ်လို့ရတာဆိုတော့အဲ့တော့ဆက်ကူတဲ့ဟိုဒါတော့ကိုသူကပြလို့ပြောမလဲအသက်သွင်းနေပေါ့အသက်သွင်းနေခေါင်းအောက်မှာထားရည်တယ်လို့ဒီမှာကိုနဲ့မကွာဆောင်းတာရတယ်လို့အဲ့ဒါဆောင်းတာအိတ်သေးပဲထားတာရေဘဲရေဘက်ထဲမှာပဲထည့်ထားတာသူက connection ဒီကက်နေတာမဟုတ်ဘူးအဲ့ဒီကက်ကိုကစိတ်နဲ့အသက်သွင်းလိုက်တော့မှထိတ်လိုက်တော့မှအသက်ဝင်တာအဲ့လိုမျိုး ရမယ်ခေါင်းအောက်မှာထားအိမ်မယ်လို့အမြဲတမ်းကိုနဲ့မကွာဆောင်ရမယ်မဟုတ်ဘူးလေတော့တခါကျရင်ဒီ target ကတည်းကဟိုစက်ကူတက်တက်ချားလူတယောက်ကြည့်တယ်ဆိုလို့ရှိရင်ဟိုမှာဒီ target ကမသိမသိတဲ့သူကအခုကြည့်လဲသူကလေးတွေကြည့်တယ်ဩဘာကြီးလဲမသိဘူးဘာရုပ်တွေလဲမသိအဲ့လိုပဲထင်ပါတယ်တချို့ဒီဧည့်သည်တွေဆိုတော့ဒီအာမြန်မာနိုင်ငံမှာရှိတဲ့ချို့တော်တွေ target ကိုမသိတဲ့သူတွေဆိုလို့ရှိရင်ဖဲချက်ဒီလိုပဲထင်တာလေသိတယ်မလားဒီပုံမှာစွမ်းအားရှိတယ်မရှိတယ်ဆိုတော့သူတို့ဘာမှမသိဘူးဒါပေမဲ့စွမ်းအားရှိတာမဟုတ်ကျွန်တော်တို့ကဒီဥစ္စာက ဂျာကန်အကူတခုအနေနဲ့သုံးတာကျွန်တော်တို့ကဂျာရော့ဆရာကြီးဖြစ်တဲ့အတွက်ဆရာကြီးကဒီဂျာရော့မှာပါဘယ်လိုပြောမလဲကန်ဂျမာပေါ့အဲ့လူတယောက်ရဲ့ကန်ဂျမာလို့ဒီဂျာရော့ဆရာကြီးကဖတ်ဖတ်တဲ့အခါမှာကိုယ့်ရဲ့စိတ်နဲ့အဲ့ဒါကိုညှိပြီးတော့မှအဲ့လူအပြေပေးတာကျွန်တော်တို့ဂျာကန်စကားပြန်မို့ပြောရရင်ဒါတော့ကိုယ့်ကိုဖတ်လာတဲ့အရာမို့လူတယောက်ကိုကျွန်တော်တို့ကကန်ဂျမာကိုလည်းအဲသူကောင်းနေဆိုးတယ်ဟိုမှာထားမှာတော့အတူတက်မရင်ရတော့ပဲသူကားတိုက်တော့မယ်အဲ့ဒါတွေမသိဘူးလေကိုယ့်ကိုဘယ်လိုလုပ်သိမှာဒါပေမဲ့ဒါတော့ဖတ်တဲ့အခါမှာအဲ့ဒီအရာတွေကိုစိတ်နဲ့မြင်တာ စိတ်နဲ့မြင်တော့သူဘာဖြစ်တော့မဲအလုပ်ကတော့ပြဿနာတက်တော့မဲအာဒါပါတော့ထောက်ကြဖို့ရှိတယ်စစ်စစ်မြဲမြဲခံရတော့မဲစသည်မီဒီလိုအရာတွေကိုပြောနိုင်တယ်ဆိုတာဒီထားရကိုစောက်ရှောက်တဲ့အဆောက်ရှောက်တွေကကူညီပြီးတော့ပြောပြတာပြောပြတဲ့ဆိုလေကိုရီးယားဒီဟာစကားတယ်မကြောက်စိတ်နဲ့တည်တာပေါ့နော်ဒါပေမဲ့ကပ်မှာတော့စကားပြန်ပေါ့ဘာကိုပြောစီခြင်းလဲဒီကက်မှာဘာကိုဆိုလို့လဲဆိုတာအရာကိုကိုရီးယားအုံတောင်းနေတယ်စဉ်းစားရတယ်နှလုံးသားနဲ့လေတွေးစားရတယ်အဲ့ဒီတကူကိုအဖြေပြီးပြီးတော့အဲ့လိုရဲ့ကဲကျမကိုဖက်ပြ တဲ့ဗျာအကုန်လူတော့ဗောနော်ဒီကက်မရှိလဲကိုရီးယားဖတ်လို့လည်းမရဘူးဗောနော်ကက်ကလည်းလူပါတယ်ကျတော့ဒီခေါ်တဲ့တဲ့ကတော့ဘူးစုပြောရင်ဒါဒီလောက်ကနေရောက်တာဆိုနှစ်30လောက်ရှိဗောနော်ခေါ်တာကတော့မြတ်တို့ရှိ15နှစ်ဗောလीအဲ့လောက်ရှိပါပြီဟာအမြဲဆိုချစ်ချင်းမြတ်တာဆိုကိုဆိုလို့ရှိရင်အခုအာဒီနေချီထားတော့ဆိုလို့ရှိရင်ချူသိတဲ့သူလည်းရှိပဲမသိတဲ့သူလည်းရှိမယ်ဒါပေမဲ့ကိုနဲ့မလေးပြောလိုက်ဩကိုနဲ့ဒီမမနေကြီးနဲ့ဒီနံပါတ်တစ်ခုနဲ့တော့တိတ်တော့ အမစိမ့်တော့မစိမ့်ဘူးဒါပေမဲ့လူလူတော့တိတ်မသိကြအောင်ဒါမန်နေဂျာဆိုတာဒီလူလားဆိုတာမသိခါကျလို့ချင်းလဲတဲ့ဦးငယ်တဲ့ဟိုဒီဒီဆီယမ်မနဲ့ဘာတော်လဲဆိုတာလည်းမသိကြအောင်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့နေဂျီထားတော့ဆိုတာတော့သိတဲ့သူတော့အာရှိတော့ရှိပဲလို့ထင်ပါတယ်ကိုယ့်ကိုယ်လည်းဒါပေမဲ့သိတယ်လို့လည်းရရင်လည်းမပြောချင်ပါဘူးမသိတဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ်အဲဒီလောကမှာတော့ဒီနံပါတ်တခုရှိခဲ့တာဆိုလို့ရှိရင်လေဒါနေပေါင်းကြပြီဆိုတာသိကြမှလို့ထင်ပါတယ် ကဲဦးငှက်ကပြောရင်သူနဲ့ရန်ဖြစ်ရမှာပေါ့။သူကသိပြီးတော့ပတ်ပိုးတာတော့မရှိပါဘူး။ဒါပေမဲ့ဒီကိုလေးအာဒီလောကထဲရောက်လာတယ်။အတင်ပဲတစ်ခုရှိတယ်ဆိုရင်တော့လေရှိလာတဲ့အခါမှာပေါ့တော့သူကတော့အကျွန်တော်ရဲ့အမျိုးသမီးဓာတ်ရုပ်ဖတ်တယ်ဆိုရဲနောက်မှဆက်ပြီးတော့ပန်ပိုးတာပေါ့နော်အရင်ကတော့ဒီဟာကိုလုံးဝခါခါတီးတီးပဲညင်းခဲ့တာပေါ့နော်အပိုင်လုံးနေရလဲအဲဒီဟာပတ်စံလေးဘယ်လောက်ရတာလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးတော့စစဒီလောကထဲဝေုံကတော့အမြဲတမ်းရံဖြစ်ခဲ့တာပေါ့နော်စစ်ပွဲလိုပဲစစ်နွယ်ပြီးတော့ ဖြစ်ခဲ့တယ်အခုကတော့အအဆင်ပြေသွားတယ်ဗောဒီအဲ့လိုပဲပြောပါဘူးအခုကတော့အလုပ်ကတော့ဘာမှမပြောတော့ဘူးကိုကဒါကောင်းတယ်ဗောနော်အင်တာဗျူးတွေလည်းဒါမောက်လည်းတွေ့တွေ့တာပဲเนาะဘလို့အသူအဆင်ပြေတယ်ကောင်းတယ်သူကအသူသူမိကိုပြီးတော့သူနေတယ်လူတွေသူပြောပါတယ်ဆိုတော့အဒီရရအခုကျဲတွေ့ရှင်းစရာတော့မလိုဘူးဗောနော်အတူတူတွားရပေါ့အဲ့လိုပဲပြောပါမယ်။ဟောကျမလီဂျီတာရော့ဂျီကိုဒါဒိုင်ရိုက်လူကိုယ်တိုင်လာမေးစင်နေဆိုရင်တော့အာ165လဲ အဲတိုက်နံပါတ်78ပေါ့ရုံးခက်လေးရှိပါတယ်ဖုန်းနံပါတ်ဆိုလို့ရှိရင်3964963လုံး9ကိုဆက်သွယ်ပြီးတော့ OK ယူပြီးတော့အာလာပြီးတော့တွေ့ဆုံဆွေးနွေးလို့ရပါတယ် online မှာဆိုရင်တော့ကိုယ့်ရဲ့အာ Facebook page ရှိတယ်အဲကိုယ့်ရဲ့ Messenger Messenger ဆက်သွယ်ပြီးတော့စကားပြောလို့ရတယ်ဒီက overseas call ပြောချင်တဲ့သူတွေဆိုရင်တော့ online နဲ့ကြည်တာများတာပေါ့ချိုနေဝေးမှာနေတဲ့သူတွေအာနေသားမှာနေတဲ့သူတွေဆိုလို့ရှိရင်တော့ online နဲ့လည်းဒါတော့ကိုဖတ်ပြီးပါတယ် လိုမျိုးလေးကျွန်တော်ရှိကိုဆက်သွယ်လို့ရပါတယ်။အာလူတွေကတော့ဒီနေ့ကိုတနာရီကနေပြီးတော့ညနေ6နာရီအထိကြည်တာပေါ့နော်။အာပုံမှန်အားဖြင့်တော့အာလူတွေ့ဆုံတဲ့လူကတော့6ယောက်ရှိတယ်။အထူးချိန်နဲ့ဆိုရင်တော့ဒီနေ့ကို10ယောက်ကြည်ပါတယ်။ online ကတော့ညပဲဆိုလို့ရှိရင်တော့အာ3ယောက်လောက်အနည်းဆုံးကြည်ပါတယ်။ဒါနေ့စဉ်လုပ်တဲ့အချိန်ပေါ့နော်။